ရောက်တန်ဇလန်တွဲကြောင့်နိုင်ငံတကာမှာနာမည်ကြီးနေတဲ့ခင်ဝင်းပါပြည်သူများလုံးမင်္ဂလာပါရှင့်ဘာမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုလက်တလုံးမှာအကြောင်းရင်းတစ်ခုကြောင့်နိုင်ငံတကာပြည်သူတွေရဲ့အားပေးခြင်းကိုအထူးခံနေရတာကတော့တရုတ်ဆောင်မင်းသမီးခင်ဝင်းပါပါ ခင်ဗျားမကအခုချိန်မှာမြန်မာနိုင်ငံရဲ့နံပါတ်၁ထိတ်တန်းမင်းသမီးတယောက်ဖြစ်ပြီးရောရုပ်ရှင်ဇလံတွဲတွေရုပ်သံဇလံတွေများစွာကိုရိုက်ကူးနေပါတယ်။အခုခါမှာတော့တရုတ်ဆောင်မင်းသမီးအကယ်ဒမီခင်ဗျားမကမြန်မာနိုင်ငံမှာဒါမကအင်ဒိုနီးရှား၊ကမ်ဘောဒီးယားနဲ့ထိုင်းနိုင်ငံကပြည်သက်တွေရဲ့အားပေးခြင်းကိုပါခံနေရတာဖြစ်ပါတယ်။ ခေမဝါကိုနိုင်ငံတကာပြည်သက်တွေအထူးအားပေးကြတဲ့အဓိကအကြောင်းရင်းကတော့ချစ်တော်နှင်းစီရုပ်တံဇလန်တွဲကြောင်းဖြစ်ပါတယ်။ချစ်တော်နှင်းစီရုပ်တံဇလန်တွဲကိုတော့မဟာရုပ်တံ application ကထုတ်လွှင့်ခဲ့တဲ့ရုပ်တံဇလန်တွဲဖြစ်ပြီးရောအေဂျင့်မောင်နဲ့ခေမဝါတို့ကအဓိကပါဝင်တရုပ်ဆောင်ထားပါတယ်။အေဂျင့်မောင်ကလည်းနာမည်ကြီးမင်းသားတွေဖြစ်တဲ့နေတူ၊ပြည်တီဦး၊စတဲ့ထိတ်တန်းမင်းသားတွေအသက်အရွယ်တခုရောက်လာချိန်မှာအလားအလာအရှိဆုံးထိတ်တန်းမင်းသားတယောက်ဖြစ်လာတာဖြစ်ပါတယ်။ ဒီလိုမျိုးအနုပညာလောကမှာထိတ်တန့်ရုပ်ရှင်တရုတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ခေဝန်းမာနဲ့အေးချမ်းမောင်တို့ကချက်တော်နှင်းစီဇလန်းတွေမှာအတူတူတရုတ်ဆောင်ခဲ့ကြပါတယ်။အဆိုပါချက်တော်နှင်းစီရုပ်သံဇလန်းတွေဟာအချစ်ဒရမာအမျိုးအစားဇလန်းတွေပါ။အဆိုပါဇာကားထဲမှာတော့အေးချမ်းမောင်ကခေဝန်းမာကိုချစ်ပေမဲ့လည်းအနိုင်ကျင့်နှိမ့်ဆက်တဲ့အစိုက်ကိုဇက်ကောင်နေရာကနေပါဝင်ထားတာဖြစ်ပါတယ်။ဒါကြောင့်ဇလန်းတစ်ဝက်ကျော်လောက်အထိခေဝန်းမာကအေးချမ်းမောင်နှိမ့်ဆက်သမျှကိုခံနေခဲ့ရတာပါ။ ဒါကြောင့်လည်းပြည်သက်တွေကအေဂျင့်မောင်ကိုဒေါသထွက်ကြသလိုခင်ဝင်းဝါကိုတနာခဲ့ကြပါတယ်။ဒါပေမဲ့ဇလန်တဝက်ကျော်မှာတော့ခင်ဝင်းဝါကအေဂျင့်မောင်ကိုလှလပပလက်စားချေတဲ့ဇဝင်ကန်တွေပါဝင်လာပါတယ်။ ကမ္ဘာကသူမကိုနှိမ့်ဆက်ခဲ့တဲ့အေဂျင့်မောင်ကိုအကွက်ကြွကြလက်စားချေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သက်တွေကကမ္ဘာနဲ့အေဂျင့်မောင်တို့တယောက်ဆောင်ထားတဲ့စစ်တော်နှင်းစီဇလန်တွဲကိုပြည်သက်တွေကသဘောကျကြပါတယ်။တကယ်တော့စစ်တော်နှင်းစီရုပ်တံဇလန်တွဲဟာမြန်မာနိုင်ငံမှာပြသပြီးတာကြာနေပါပြီ။ဒါပေမဲ့လည်းအခုကမှတော့ TikTok နဲ့ YouTube မှာ trend ဖြစ်ပြီးတော့နိုင်ငံတကာပြည်သက်တွေကြားမှာတဖန်နာမည်ကြီးလာတာဖြစ်ပါတယ်။ နိုင်ငံတကာပြည်သက်တွေကရုပ်ကလေးချောမောလှပပြီးသွေးအေးအေးနဲ့အေးချမ်းမအပေါ်မှာအညိုတီကြီးစွာနဲ့လက်စားချေနေတဲ့ခင်မွားရဲ့အိုက်တင်အမှုအရာတွေကိုသဘောကျနေရဖြစ်ပါတယ်။တရုတ်ဆောင်ခင်မွားကဒီလိုမျိုးတရုတ်ဆောင်ကောင်းလို့လဲအေးချမ်းမရဲ့ပြည်သက်တွေရဲ့ချင်းချောက်ချင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ အထူးသဖြင့်ခင်မွန်ဝါကအေးချမ်းမောင်ကိုလက်စားချေတဲ့အခန်းတွေမှာဆိုရင်အေးချမ်းမောင်ရဲ့အမကန်ပရိသတ်တွေကသူတို့ရဲ့မင်းသားခံနေရတာကိုမကြည့်ရတာကြောင့်တရုတ်ဆောင်ခင်မွန်ဝါကဒမရဲ့ page တွေ comment တွေချက်ပေါက်တွေထိသူတို့ရဲ့မင်းသားကိုမနှိမ့်ဆက်နဲ့ဆိုပြီးလာရောက်ဆဲဆိုချင်းချောက်တာတွေခံရကြောင်းခင်မွန်ဝါကရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ အခုချိန်မှာတော့နိုင်ငံတကာပြည်သက်တွေကခင်ဝါရဲ့တရုတ်ဆောင်ချက်တွေကိုတော်တော်လေးသဘောကျနေပါတယ်။ဒါကြောင့်လည်းခင်ဝါကနိုင်ငံတကာကပြည်သက်တွေအားပေးရတဲ့မြန်မာမင်းသမီးဖြစ်လာသလိုချစ်တော်နှင်းစီဇလန်တွေကလည်းနိုင်ငံသားမှာပေါက်တဲ့ရုပ်သံဇလန်တွေဖြစ်လာပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောနိုင်ငံတကာကပြည်သက်တွေအားပေးနေကြတဲ့ချစ်တော်နှင်းစီဇလန်တွေကခင်ဝါအပေါ်မှာဘယ်လိုမျိုးမြင်ကြလဲဆိုတာပြောသွားကြပါအောင်ရှင်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။